မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ20ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အေယာဝတီတိုင်းလေးမြနာမြို့နယ်ချင်းလယ်ကျေးရွာနယ်ဆက်ဆက်ရိုးကျေးရွာတို့မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီကဒဏ်ရာရတဲ့စစ်သားများကိုပသိန်ကိုအရေးပေါ်ပို့ဆောင်ရမှာလမ်းမာတဲ့အကုန်သိမ်းဆုံးကုန်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လေးမြနာမြို့နယ်ပသိန်မုံရွာကားလန်ရိုးမာတော့အနီးမှာရှိတဲ့ချင်းလယ်ကျေးရွာဘက်ကိုစစ်ကောင်စီတပ်ဖွဲ့ကစစ်ကြောင်းထုတ်ဝင်ရောက်လာခဲ့တဲ့အတွက်ပြီးခဲ့တဲ့မက်စလာ18ရက်နေ့မှာအရခတပ်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ပို့တော့ကတော့ဒဏ်ရာရတွေအရေးပေါ်အခြေအနေတွေကို ကားတွေနဲ့ပတ်တိန်ကိုခေါ်လာတာဆေးရုံမရောက်ခင်လမ်းမာတွေအကုန်မသားပေါ်ကုန်လို့ အကုန်လုံးကိုရေခဲတိုက်ထဲကိုပို့လိုက်ရတယ်ထိတွေ့တိုက်ပွဲကချင်းလေကျေးရွာနားအထိကိုရောက်နေပါပြီလို့စစ်ရေးသတင်းအေးမေကပြောပြထားပါတယ်စစ်ကောင်စီကချင်းလေကျေးရွာမှာအခြေချတပ်ဆွဲထားပြီးတော့ကျေးရွာအတွင်းမှာရှိတဲ့ဒေသခံများကိုဖုန်ကြီးအကြောင်းဝင်းအတွင်းထဲမှာပိတ်ဆို့ထားပြီးစစ်ဆေးနေတယ်လို့ဒေသခံများစီကသိရပါတယ်စစ်ကောင်စီကငတိုင်းကြောင်းမြို့နိုင်ရေးကူညီမှုအတင်းဖြစ်တဲ့အာယုပါလာမှာရှိတဲ့လူနာတင်ကားများကိုဒဏ်ရာရတဲ့စစ်သားတွေကိုခေါ်ဆောင်ဖို့အတွက်အစင်သစ်ပြင်ခိုင်းထားတယ်လို့သိရပါတယ်တိုက်ပွဲတွေကြောင်းလေးမြနာမြို့နယ်အတွင်းမှာရှိတဲ့ဝက်ကုံလဲခုံကြီးလဲခုံလေး ရှာတော်စုစံကုန်းစားတဲ့ကျေးရွာများကဒေသခံများဟာအရေးပေါ်ရွှေ့ပြောင်းနေရတယ်လို့သိရပါဗျ။လက်ရှိမှာတာပေါင်းမြို့နယ်မှာရှိတဲ့အမြောက်တပ်344အနီးနဲ့တဲပြူကျေးရွာကမောချိန်ကုန်းတို့မှာစစ်ကောင်စီတပ်နဲ့အေအေပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်ကောင်စီကလေကြောင်းပစ်ကူများပစ်ကူပေးလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းဝမ်တွဲမြို့နယ်မှာစစ်မှုထမ်းရမယ့်လူငယ်တွေရဲ့စည်ရင်းများကိုလိုက်လံကောက်ခံနေတဲ့ကျေးရွာအုပ်ချုပ်ရေးမှူးထေးမောင်နဲ့ရက်ကြီးစည်ရင်းမျိုးစဉ်ဝင်းတို့ပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ18ရက်နေ့မွန်လယ်2:45မိနစ်ခန့်အချိန်မှာဝမ်တွဲမြို့နယ်ရိုးကန်ကျေးရွာမှာနေထိုင်တဲ့အုပ်ချုပ်ရေးမှူးထေးမောင်နဲ့ ဖေးအုပ်ကရက်ကျိစရိတ်မျိုးစဉ်ဝင်းတို့ကို၎င်းတို့ရဲ့နေအတွဲမှာအမည်မသိတဲ့တနက်သမားများကဝင်းရောက်ပြစ်ခတ်တတ်ခဲ့ရောပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်တိတ်ဆုံးသွားတဲ့အုပ်ချုပ်ရေမှုထင်းမောင်နဲ့စရိတ်မျိုးစဉ်ဝင်းဟာကျေးရွာအုပ်စုအတွင်းထဲမှာရှိတဲ့စစ်မှုထမ်းရမယ့်လူငယ်များရဲ့စရိတ်များကိုကောက်ခံရမှာ ဥဆောင်ပါဝင်ပြီးတော့အကြမ်းမစစ်တပ်ကိုလည်းလာတိုင်းလိုလိုစစ်မှုထမ်းရမယ်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့ပို့ဆောင်ပေးနေသူတွေဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်တော်လိုင်းတပ်ဖွဲ့များရဲ့တွာလာလှုပ်ရှားမှုများကိုစုံစမ်းထောက်လှမ်းပြီးအကြမ်းမစစ်တပ်ထံကိုတရင်ပေးဖို့နေသူများဖြစ်တယ်လို့သိရပါတယ်။ ပြစ်ခတ်ခံရလို့တေသွားတဲ့စစ်ခွေးခန့်အုတ်ကြီးနဲ့ဆရေးကတော်တော်ကိုစိုးတဲ့ကောင်းတွေပါစစ်မှုထမ်းအတွက်လူစုပေးတာတွေစရင်ကောက်ပေးတာတွေကိုလှုပ်ဆောင်နေတာစစ်မှုထမ်းချင်းဆိုပြီးတော့လဲကောက်တာတွေရှိပါသေးတယ်နောက်ပြီးတော့သူတို့ကတော်လိုင်းတပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကိုလဲလိုက်လံစုံစမ်းပြီးတော့စစ်ခွေးတွေကိုဖုံးနဲ့လှမ်းပြီးတော့သတင်းပို့တာတွေကိုလဲလုပ်ပါတယ်ပြည်သူတွေကိုလဲချင်းချောက်ပြောဆိုတာတွေလုပ်ပါတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်း316မှာရဲကားအေစီကားတွေနဲ့ကင်းပတ်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပစ်ခတ်တိုက်ခတ်ရာစစ်တပ်ဘက်က9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ19ရက်နေ့မနက်ပိုင်းမှာရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်းအမှတ်316မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကရဲကားတစ်စီးအေစီကားနှစ်စီးလုံးနဲ့ကင်းပတ်ရန်ထွက်လာတဲ့အချိန်နထိုးကြီး PDF နဲ့မဟာမိတ်တပ်ဖွဲ့များကပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား 5ဦးတင်ဆုံးခဲ့ပြီးတော့တော်လိုင်းရဲဘော်တွေဘက်ကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။မိုင်းတိုင်း319မှာကင်းပတ်နေတဲ့ကားပေါ့အမြန်လမ်းပေါ်မှာကင်းပတ်နေတဲ့ကားကိုပစ်တာပါ။အိမ်စည်းကားနှစ်စီးနဲ့ရဲကားတစ်စီးကိုပစ်တာ။ထိကိတင်ဆုံးမှုကတော့သူတို့ဘက်ကရှိပေမဲ့တရင်တော့လိန်ပြီးတော့တင်ထားတယ်။ကျွန်တော်တို့ကြားရတဲ့တရင်ကတော့မြန်မြင်နဲ့9ယောက်တွေးထတန်ယုံနဲ့လဲသွားတာမျိုးကိုတွေ့ရတယ်လို့ပြောတယ်။ 9ရောက်သေးတယ်ဆိုတာသိကြပါတယ်သူတို့ဘက်ကထပ်ပြီးတော့ထိခိုက်သေးဆုံးမှုတွေရှိနိုင်ပါသေးတယ်လို့နထိုးကြီး People Defense Force မြင်းကြံခရိုင်အမှတ်40တရင်ကပြောရေးဆိုခွင့်ရှိသူဆရာဆိုးကပြောပြထားပါတယ်၎င်းတက်ခတ်မှုကိုမြင်းကြံခရိုင်အမှတ်4တရင်မြင်းကြံခရိုင်အမှတ်30တရင်နထိုးကြီး PDF နဲ့မဟာမိတ်ဖြစ်တဲ့မြစ်သားမြို့နယ်ပကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းမြို့နယ်မုံရမန္တလေးလမ်းပိုင်းကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလိုက်လံတိုက်ခိုက်ရာစစ်တပ်ဘက်က၃ဦးသေဆုံးပြီး၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မတ်လ16ရက်နေ့မနက်10:00နာရီခွဲအချိန်ကမှချောင်းမြို့နယ်နက်ရဲကန်အကြပ်စစ်တပ်စခန်းကအင်အား60ခန်းနဲ့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ချောင်းမြို့အတွင်းကနေထွက်လာတဲ့အင်အား40ခန်းပါတဲ့စစ်ကြောင်းတို့ဟာမုံရွာမန္တလေးလမ်းမကြီးအတိုင်းချင်းချင်းစစ်ကြောင်းထုံးဝင်ရောက်လာတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာချောင်းမြို့အရှိတ်နှစ်မိုင်ခန့်အကွာကိုရောက်ရှိလာတဲ့အချိန်တော်လိုင်းရဲဘော်များကမိုင်းဆွဲတိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်သားအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုတိုက်ခတ်ခံရပြီးတဲ့နောက်ဖျော်ဖျဲနဲ့ထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားများဟာစစ်ကြောင်းကိုပြန်လည်စုဖွဲ့ ွက်နေတဲ့အချိန်တော်လိုင်းရဲဘော်တွေက drone နဲ့ထပ်မံဗုံးကျဲတိုက်ခိုက်ရာအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာလဲစစ်တပ်ဘက်ကထပ်မံထိခိုက်တိုက်ဆုံမှုတွေရှိခဲ့တယ်လို့သိရပါတယ် drone နဲ့လိုက်လံဗုံးကျဲတိုက်ခိုက်ခြင်းကြောင့်နီးစရာအဆောက်အဦတစ်ခုတည်းကိုစစ်ကောင်စီတပ်သားများဝင်ရောက်ပုံအောင်နေတဲ့အချိန်တော်လိုင်းရဲဘော်တွေက RPG တစ်လုံး40မမဗုံးသီး၄လုံးပြစ်သွင်းတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုတွေများပြားခဲ့တယ်လို့သိရပါဗါးအဲ့ဒီစစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့များတနအီကျော်ချအောင်တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမုံရွာမန္တလေးလမ်းပိုင်းမှာတွာလာနေတဲ့ပြည်သူပိုင်းကားများကိုတားဆီးပြီးတော့ချောင်းဦးမြို့အတွင်းနဲ့နိုင်ဧကန်စစ်တပ်အထိုင်းစခန်းကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗါးစစ်ခွေး၃កောင်တေးပါတယ်စေကောင်ဒဏ်ရာရတယ်လို့သိထားတယ်မိုင်းဆွဲတာကချောင်းကထွက်လာတဲ့စစ်ကြောင်းကိုပါ မိုင်းခွနလုံးအတွဲပါမိုင်းဆွဲပြီးတဲ့နောက်တခြားတိုက်ခိုက်မှုတွေကိုလည်းစက်တိုက်လုပ်ပါတယ်ဟုတ်ပါတယ်နှစ်နေရာစုစုပေါင်းပါဒရုန်းပုံးသည့်အလုံး30နဲ့တိုက်ခိုက်ခဲ့တာပါတေဆုံးတာက3កောင်ပါ10កောင်ကတော့ဒဏ်ရာရသွားတယ်ခြေပြက်လက်ပြက်တွေလည်းများတယ်လို့သတင်းရတယ် ်စစ်ခွေးတွေဘက်ကတော့မအူဘက်ကနေပြီးတော့ဟာဝီဇာနဲ့ပြစ်ကူပေးတာတွေရှိတယ်နောက်ပြီးတော့60မမပြောင်းရှင်နဲ့လှမ်းပြစ်တယ်စက်တက်လေထီနှစီနဲ့လည်းဘုံကျဲတိုက်ခိုက်သွားတာတွေရှိပါတယ်လို့လျက်စီးတက်ခွဲမုံရွာခဲအမှတ်ဆက်နဲ့တိုက်ရင်တက်ခွဲ၃ကကိုမိုးချိုးကပြောပြထားပါတယ်၎င်းတက်ခိုက်မှုကိုလျက်စီးတက်ခွဲမုံရွာခဲပကဖဒရုန်းလက်ယုံတက်ဖွဲငမိုးရိတ်စစ်ကြောင်းမုံရွာခဲပကဖလက်ယုံစစ်ကြောင်းရွေဦး brothers column အဖွဲ့တော်ကပူပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတာဂီတမြို့နယ်မှာရွှေဆိုင်ဖွင့်ဖို့အတွက်သွားတဲ့အချိန်ပြန်ပြီးဆွဲခံလိုက်ရတဲ့ရွှေဆိုင်ပိုင်ရှင်ဒေါ်စနာလင်းဟာပြန်လည်လွတ်မြောက်လာတော့လဲရွှေငွေများလွတ်ရခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၁၈ရက်နေ့ကရန်ကုန်တိုင်းတာဂီတမြို့နယ်မှာပြန်ပြီးဆွဲခံလိုက်ရတဲ့ရွှေဆိုင်ပိုင်ရှင်ရခိုင်အမျိုးသမီးဟာမက်စလာ၁၉ရက်နေ့နေ့လယ်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သိရပါရယ်။ရွှေဆိုင်ပိုင်ရှင်ဒေါ်စနာလင်းဟာ ရခိုင်ပြည်နယ်မန်အောင်မြို့နယ်တံမူလချေးရွာဇာတိဖြစ်ပြီးတော့ရန်ကုန်တိုင်းတာကိတမြို့နယ်ဒူပါယုံ22လမ်းမှာနေထိုင်ပြီးရွှေတဲ့လုပ်ငန်းလုပ်ကင်နေသူတအုပ်ဖြစ်တယ်လို့သိရပါဗျ။အခင်းဖြစ်ပေါ်တဲ့နေ့မနက်ပိုင်းကတာကိတမြို့နယ်အမှတ်1ဈေးမှာဖွင့်လှစ်ထားတဲ့ ်သူမရဲ့လင်းလက်ရွှေစင်ရွှေဆိုင်ကိုစိုင်ဖွင့်ရန်တွားရောက်တဲ့အချိန်သူပါယုံ22လမ်းထိပ်အရောက်မှာမျက်နှာဖုံးစွန်းတဲ့လူလေးဦးကအာရာဖတ်ကအဖြူရောင်ဒစည်းနဲ့ပြန်ပြေးဆွဲသွားခြင်းဖြစ်တယ်လို့သိရပါတယ်။မဆန္ဒလင်း16ရက်နေ့နေ့လယ်ကပြန်လွတ်လာပါတယ်။လူအထိကိမရှိဘဲနဲ့ပြန်လွတ်လာတာရွှေရင်ငွေတွေကိုတော့သူတို့တွေယူထားလိုက်တယ်။ဘာပဲဖြစ်ဖြစ်အသက်အန္တရာယ်မရှိဘဲနဲ့ပြန်လွတ်လာတာကိုပဲဝမ်းတာပါတယ်။ပြန်ပြေးဆွဲတဲ့သူတွေကိုရဲတွေကလိုက်ရှာနေတယ် နဆယ်ရက်နေကြမှာစခန်းမှာရှင်းရမှာပါအဲ့ဒီကြောင့်မှာအကြောင်းစုံကိုသိရမှာပါလို့ဒေါ်ဆန္ဒလင်းနဲ့နီးဆက်သူကပြန်လည်ပြောပြထားပါတယ်ဒေါ်ဆန္ဒလင်းနဲ့အတူပါသွားတဲ့ရွှေငွေများကိုပြန်ပေးဆွဲတဲ့သူတွေကယူဆောင်ထားလိုက်ပြီးတော့ပစ္စည်းတန်ဖိုးနဲ့ဘလောက်ပါသွားတယ်ဆိုတာကိုတော့မသိရသေးဘူးလို့ပြောပါတယ်ဒေါ်ဆန္ဒလင်းဟာပြန်ပေးဆွဲခံရတဲ့အချိန်မှာအနီးနားကသူများကိုအော်ဟစ်အကူအညီတောင်းခဲ့တော်လဲပြန်ပေးဆွဲတဲ့သူတွေကချိန်ချောင်းမှုကြောင့်အနီးနားကလူများကမကူညီနိုင်ခဲ့ဘူးလို့ပြောပါတယ်မဆန္ဒလင်းကပြန်ပေးဆွဲခံရတဲ့အချိန်မှာ ကားပေါ်ကနေပြီးတော့အနီးနားကသူတွေကိုကူပါကဲပါကူညီကြပါလို့အော်ဟဲ့အကူညီတောင်းခဲ့ပါတယ်ဘေးနားကလူတွေကလည်းကူညီဖို့လုပ်ပေမဲ့ပြန်ပြေးဆွဲတဲ့သူတွေကမဆိုင်တဲ့ကောင်တွေဝင်မပါနဲ့အကုန်သေးကုန်ပဲဆိုပြီးတော့ချိတ်ချောက်လို့မကူညီလိုက်နိုင်ပါဘူးမျက်နှာဖုံးတွေလည်းဆွတ်ထားတော့ဘသူပဲဝါဆိုတာကိုမသိလိုက်ဘူးလို့ဤဆက်သူတွေကပြန်လဲပြောပြခဲ့ပါတယ်ရွှေဆိုင်ပိုင်ရှင်ဒေါ်ဆန္ဒလင်းကိုပြန်ပြေးဆွဲမှုမဖြစ်မီရပ်ပိုင်းအလို့ကလည်း ်နေ့စဉ်နဲ့အမျှအာရဖတ်ကားအဖြူရောင်တစည်းကသူ့ရဲ့နောက်ကိုအမြဲလိုလိုနောက်ရောင်ခံသွားလာစောင့်ကြည့်မှုများရှိခဲ့တယ်လို့သူမကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်မြဝတီကအွန်လိုင်းငွေလိမ်ဂိုင်းတွေထဲမှာလူတသိန်းလောက်နဲ့လဲပတ်ပြီးတော့အလုလုကိုင်းနေကြဆဲဖြစ်တယ်လို့ထိုင်းစိုက်ဘာရဲတပ်ဖွဲ့ရဲ့ရဲချုပ်ဖြစ်သူကပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာကလေးကအွန်လိုင်းငွေလိမ်ကိုင်းများကြားဖြတ်လုပ်ငန်းတွေကိုအပြတ်ရှင်းလင်းမယ်ဆိုပြီးတော့မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအွန်လိုင်းနဲ့ကရင်နယ်ခြားဆောင် BGF ခေါင်းဆောင်စောချစ်သူတို့ကပြောကြခဲ့ပေမယ့် match လလေလောက်အထိကိုလူပေါင်းတသိန်းလောက်နဲ့လဲပတ်နေစေဖြစ်တယ်လို့ Rider သတင်းဌာနကဖော်ပြနေပါဗျ။မြောက်ပြည်မြို့မှာရှိတဲ့အွန်လိုင်းငွေလိမ်ကိုင်းတွေစီကနေလူပေါင်း9000လောက်ကိုကယ်ထုတ်ပေးနိုင်ခဲ့ပေမယ့်လူပေါင်းရာနဲ့ချီပြီးတော့ဟာ သူတို့ဘာသာသဘောဆန္ဒအလျောက်မြန်မာဗတ်ချမ်းကိုပြန်သွားပြီးတော့ငွေလင်းခိုင်းနေမှာပြန်ပြီးတော့အလုပ်လုပ်ဖို့ရွေးချယ်ခဲ့ကြတယ်လို့ထိုင်းဆိုင်ဘာရဲတပ်ဖွဲ့ရဲ့ရဲချုပ်ကပြောပြထားပါတယ်။တချို့လူတွေကမြောက်ရီကိုတရားမဝင်တဲ့လမ်းကနေပြီးတော့ပြန်ဝင်ပါတယ်။ဒါကကောစင်တာခိုင်းနေတယ်မကဘဲနဲ့အွန်လိုင်းလောင်းကစားနဲ့တခြားအသက်မွေးဝမ်းကြောင်းနဲ့အလုပ်တွေပါပြန်ပြီးတော့တွားပြန်လုပ်ကြတယ်လို့ ရဲချုပ်ထတ်ချိုင်းကပြောပြထားပါဗျ။မြောက်ရီမှာရှိတဲ့ကြားဖြတ်အွန်လိုင်းငွေလိမ်ခိုင်းအလုံးဟာဖေဖော်ဝါရီလကုန်မှာအပိသက်ရှင်းလင်းသွားမယ်လို့ကရင်ပြည်နယ်နယ်ခြားဆောင်တပ် BGF ခေါင်းဆောင်စောချစ်သူကပြောဆိုခဲ့ပါဗျ။ အွန်လိုင်းငွေလိမ်ဂိုင်းတွေဟာကရင်ပြည်နယ်မြဝတီဒေသကရွှေကုတ်ကိုမြို့တက် KK Park ဝမ်ခမဲထော်တလေးနဲ့ကြောက်ခတ်ဒေသတို့မှာအခြေစိုက်လုပ်ကင်နေပြီးတော့လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ကရင်ပြည်နယ်နေကြားဆောင်တပ်ဖွဲ့ BGF နဲ့ DKBA တို့နေမြေတွေမှာအခြေစိုက်ထားတာဖြစ်တယ်လို့သိရပါဗျ။အွန်လိုင်းငွေလိမ်ဂိုင်းမှာလူကုန်ကူးတာအရမစိတ်ခိုင်းတာတွေနဲ့ပတ်သက်ပြီးတော့ကရင်ပြည်နယ်နေကြားဆောင်တပ် BGF ကဗိုလ်မှူးကြီးစောချစ်သူနဲ့အပေါင်းပါတွေကိုဖမ်းဝရမ်းထုတ်ဖို့အတွက် အထူးစုံစမ်းရေးအဖွဲ့ DSI ကတက်တေတွေနဲ့တကွာထိုင်းရှင်းနေချုပ်ယုံကိုမက်လ3ရက်နေ့မှာတင်သွင်းထားတယ်လို့သိရပါဗျ။ကရင်ပြည်နယ်မြောက်ရီမြို့နယ်အတွင်းကစိုက်ဘာငွေလိမ်လုပ်ငန်းတွေကျယ်ပြန့်လာတာဟာထိုင်းနိုင်ငံပိုင်နဲ့ပုပ်ပလိကစီးပွားရေးလုပ်ငန်းတွေမြန်မာစစ်ကောင်စီအုပ်စုနဲ့ပြည်သူ့စစ်အပေါင်းပါတွေရဲ့အားပေးကူညီမှုတွေကြောင့်ပုံမိုပြီးတော့ချဲ့ထွင်ကျယ်ပြန့်လာရတာဖြစ်တယ်လို့လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar ကလည်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ